အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ10ရက်အင်္ဂါနေ့နဲ့နဲ့ခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်မွန်ပြည်နယ်စိုက်မျိုးမျိုးနယ်ကပိုင်ရက်ကျေးရွာလေးဟာမွန်ကရင်အများစုနေထိုင်ကြတာဖြစ်ပါတယ်၎င်းရွာလေးကနေအစာတင်ကြောင်းတွေတစ်ခုကိုရမန်လေးကစစ်ကောင်စီကနေကြောင်းတိုက်ခိုက်မှုရက်ဆက်ရုပ်ပါကပြုလုပ်ခဲ့ပါတယ်ရမန်လေးညနေအထိတေဆုံးမှုဟာ၅ဦးဖြစ်ပြီးကလေးလေးဦးနဲ့ကျောင်းဆရာမတအူးဖြစ်ပါတယ် ထိခိုက်ဒဏ်ရာရသူတွေက၃ဦးဟာလဲစိုးရင်ရဖြစ်ပြီးတင်ဆုံးဖို့ရာနှုန်းများနေတယ်လို့သိရှိရပါတယ်။တင်ဆုံးတဲ့ကလေး၄ဦးတည်းကလင်းနေသမီးမတ်ချပုံဆိုသူဟာဥကောင်းတောင်မကြံတော့အောင်ထိခိုက်မှုရရှိခဲ့တာဖြစ်ပါတယ်။နေစာစကန်းတွေလက်လွတ်ရမှုအတွက်စစ်ကောင်စီရဲ့တုံ့ပြန်မှုဟာစီးအရရှုံးနေမှုများလေလေအရက်ဖက်ပြစ်မှတ်တွေကိုအညိုတကြီးတိုက်ခိုက်လာလေလေလုပ်နေတာကိုတွေ့ရပါတယ်။ချမ်းမီနယ်မြောက်ပိုင်းနောင်ချိုစီးအခြေအနေကတော့စစ်ကောင်စီဟာအပြည့်ရကာလကိုအခွင့်အရေးအပြည့်အဝရယူပြီးတိုက်စစ်ဆင်နေခြင်းဖြစ်ပါတယ်။ တင်လာရေးနဲ့ပူပေါင်းဖွဲ့တွေဟာအတိအကာလဖြစ်နေတာမို့ခုခံကာကွယ်နေရတဲ့အနေထားအောက်မှာရောက်ရှိနေခြင်းဖြစ်ပါတယ်။သို့သောဂျာပြင်ဘက်ကနေဖောက်ထွက်လာတဲ့စစ်ကြောင်းဟာကံကြီးကိုသာကြော်လွန်လာခဲ့ရင်နောင်အောင်နဲ့မြချင်းလူတို့သာကြံရှိတော့မှာဖြစ်လို့နောင်ချုံမြို့အတွက်စိုးရင်ရတော့မှာဖြစ်ပါတယ်။ဒါကြောင့်ကံကြီးကိုခြေကုပ်ယူထားတဲ့အခြေအနေကနေဘလို့မှနောက်ဆုတ်လို့ရမှာမဟုတ်တဲ့အတွက်တိုက်စစ်အတွင်ရှိတဲ့ခံစစ်ဗျူဟာကိုပြောင်းလဲလိုက်ပြီလို့သုံးသပ်ရပါတယ်။နောင်ချုံမြို့အတွက်ကံကြီးဟာစစ်ဗျူဟာအရေးကြီးနေပြီဖြစ်လို့နေနေလို့ဆိုရမှာဖြစ်ပါတယ်။ တိမ်ပင်လယ်နောင်ချိုကြီးမှာရောက်နေတဲ့စစ်ကြောင်းကိုမဲပုတ်တဝိုက်မှာချက်တောင်နိုင်ခဲ့မယ်ဆိုရင်ချီတီကြီးစစ်နယ်ကျွန်းတလို့ဖြစ်စီမှာဖြစ်ပြီးခြေမုံရံတွေကူသွားပြီဖြစ်ပါတယ်။ချင်းပြည်နယ်တွန်းလံမြို့ကိုတိုက်စစ်ဆင်လာတဲ့ဇက်အာရီအဖွဲ့ကတော့ချင်းကာဝေးတပ်ပေါင်းစုတွေကလက်ဆတုံခြေမုံထားနိုင်ခဲ့ပါတယ်။ဇက်အာရီစစ်ကောင်စီကလက်နက်ခဲယံထောက်ပံ့ခဲ့တယ်ဆိုပေမဲ့ပြည်သူစစ်အဖြစ်တရားဝင်အတိမတ်ပြုဖို့သဘောတူညီမှုတွေလိုအပ်နေသေးတယ်လို့သိရှိရပါတယ်။ကချင်ပြည်နယ်ဖားကန်မော်စီစာတဖက်ရည်ဆိုင်မှာစစ်ကောင်စီရဲ့ငမိုက်သားနှစ်ယောက်ဆိုင်ထဲထိဝင်ရောက်ပစ်ခတ် မှုကြောင့်မက်ဆီကတ်ခဲ့ရပါတယ်။တမမူကတော့အဆိုပါဖြစ်စဉ်ကိုချွေးဖီဦးထုတ်ပေးထားပါလေနဲ့အဆိုင်ကိုသွားတောက်တာတေတာတောင်နေသေးတယ်ဆိုပြီးမှတ်ချက်ပြုလိုက်ပါတယ်။ဆိုင်းနောက်မှာတော့ကျော်ဝဲဦးပါလေမက်ဇလီဘူးတုံတောင်ရပါလားဆိုပြီးအံ့ဩခဲ့ရပါသေးတယ်။ဒါ့ပေမဲ့2012ခုနှစ်တုံးကတော့တပွဲ9တောင်ကြာတဲ့နာဖြစ်ပြီးလက်ဖက်စားစုံနဲ့9စုံမြတာပါရှိတဲ့ပွဲငယ်လေးဖြစ်ပါတယ်။ပေါ်စီစားဂရေလမ်းမိုင်းကိုစစ်ကြောင်းထုံးတက်ပြန့်လှုပ်ရှားနေတာလဲရှိနေတာကိုတွေ့ရပါတယ်။ လုံလုံရေးတွေထပ်ထပ်တင်းကျပ်ထားတဲ့မြို့တော်ရန်ကုန်ရဲ့မော်ဘီခြေဆက်ကူပေါင်းဆက်စည်နဲ့လေဒီတင်တန်းကျောင်းမှာဇမန်နေ့ည7:00နာရီဝန်းကျင်ကပောက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။တိုက်ခိုက်မှုလားအချင်းချင်းလားမတော်တဆမှုလေလားဆိုတာကတော့စီစစ်နေတဲ့ဖြစ်ပါတယ်။ဖားကန်ကနေနန်းတွင်နဲ့ရောက်နေတဲ့အမှတ်33ချင်းမြန်တပ်မဌာနချုပ်ရဲ့တပ်မမှုကြော်ဆက်မြင့်နောက်အောင်ဖုံးခါခံရပြီးအရန်ရအောင်ရောက်ရှိသွားပြီဖြစ်ပါတယ်။တမမမှုအစ်စ်ကတော့ စီယိုစီတက္ကသိုလ်ကဘုံဘူးကြီးကောင်းမင်းထုတ်ကိုအစာတို့ခန့်လိုက်ပါတယ်။ဇာဝတိုင်းဘုံကိုလက်ဆောင်ဖြစ်အာရခတတ်တော်ကိုပေးခဲ့တဲ့အမှတ်69ချင်းမြန်တမဌာနချုပ်ရဲ့တမမှုတင်မောင်ကျော်ကိုလည်းနေပြည်တော်ကိုဖိနှက်ချက်စောင့်ကန်ပြီးအရန်အင်အားကိုထပ်ပြီးပို့လိုက်ပြန်ပြီဖြစ်ပါတယ်။နိုင်ငံကိုရောက်လာမဲ့တမမှုအစ်စ်ကတော့ဟာဟာအခြေချစစ်ပြူပါကအခြေချစစ်ပြူပါမှုဘုံဘူးကြီးစိုးဝင်ထုံးဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စားလေဆုံးနောက်ထောင်ပြည့်တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်